ားလုံးပဲမင်္ဂလာပါဒီနေ့မေလ9ရက်နေ့ရန်ကုန်နဲ့မသလိတို့မှာငလေထပ်လို့သွားရဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်လူနေမှုတည်တက်ထိုးထွက်ပြီးတော့အဆင်းပြေအဆောင်များစွာရှိနေတဲ့ရန်ကုန်မြို့၌ယနေ့ညပိုင်းမှာငလေထပ်လို့ပဲပြောမြို့နယ်များစုတည်တာသွားခန်းစားခဲ့ရပြီးရန်ကုန်မြို့မှာနေထိုင်တဲ့ပြည်သူချို့စိုးရိမ်ထိတ်လက်သွားပြီးလမ်းတွေပေါ်မှာထပ်ပြီးတော့နေထိုင်တဲ့သူတွေလည်းရှိခဲ့ပါတယ်ရမန်နေ့ည7:55နာရီ55မိနစ်ရန်ကုန်တိုင်းလှေကုန်းမြို့တောင်အနောက်တောင်ဘက်ဆန်မန်ကန်ကွာကိုဖိုးပြပြီးတော့အင်အားဒေတာစကေးတုံးတနမ၄စင်းရှိငလေတစ်ခု တောက်ခတ်သွားကြောင်းစစ်ကောင်စီမိုးလေဝသနဲ့ဇလဗေတာညုံကြရေးမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါငလေးရောက်ကြော်တတာဘပေတန်းလာတာလမ်းမတော်အလုံးကြီးမြင့်နိုင်ကမာရော့ဒေါ်ဘုံမင်္ဂလာတောင်ရော့စသည်မျိုးနဲ့တို့မှာတိတိကျကျခန်းစားခဲ့ရကြောင်းနဲ့ငလေးမှာနှစ်ကြိမ်လှောက်ခတ်သွားပြီးတော့ဒုတိယကြိမ်မှာပို့ပြီးတော့ကျန်းတယ်ဆိုပြီးတော့မြို့ကပြည်သူတွေကပြိုကျခဲ့ပါတယ်။အလားတူယနေ့နဲ့စောပိုင်းတနအိခွဲကံမှာလည်းမန္တလေးမြို့အရှင်းမြောက်ဘက်တောမှန်ကန်အကောင်ဘို့ပြုတ်တော့အင်အားဗစ်တာစကေး တော်တော်များရှိအဆင့်ရှိငလေတခုလောက်ကတ်သွားကြောင်းလဲမိုးလေဝသနဲ့ဇလပိတာကထုတ်ပြန်ထားပါတယ်ဒုတိယသတင်းတစ်ပုဒ်နေနေရာတော့ဇတောက်လေးစိမ်းမှာခီးတဲ့တင်လေးရင်မိလောင်နေဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးမြို့ဇတောက်အပြီးဆိုင်ရာလေးစိမ်းမှာဂျင်းနေညညနေပိုင်းမှာမန္တလေးမှာရန်ကုန်တို့ပြန်တမ်းပြီးမြန်မာမျိုးသားလေးကြောင်းလိုင်းအမင်းအေးခီးတဲ့တင်ယူပြီးရှက်တစနေလေးရင်တစည်းပြည်လမ်းပေါ်မှာမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်ခြေသွပြည်သူတို့က ကပတိန်ကိုတိုင်မင်းငိမ့်နေပါပြီလို့ဝန်ခံတဲ့အချိန်ထိတော့အမကျင်းစီတကားဖွင့်မပေးဘူးဆိုလိုက်တဲ့အမေပြီးတော့ဖြီးလန့်ပေါ်မှာဒါတော့အပေါ်ပြန်တက်ဖို့နှစ်ကကြိုးစားသေးတာလုံးဝမတက်လို့ညွန်နှမ်းထွက်မှမီးလောင်မှတိတာဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားထားတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျိုးဆောင်တိုက်တာဦးမောင်မင်းကိုယ်တွင်သွားပြီဆိုတဲ့သတင်းဖြစ်ပါတယ်ဒါတော့စိတ်မကောင်းစရာသတင်းတစ်ပုဒ်ပေါ့နော် why အနုပညာရှင်တုတ်ဆောင်ဒါတာဦးမောင်မင်းဟာဒီနေ့နဲ့စင်တိုင်းကွဲမှာလူကြီးကျော်ကဖြင့်ကိုယ်လွန်သွားကြောင်း အနုပညာတိုင်းဝိုင်းကနေပြီးတော့သိရပါတယ်။အရင်တော့လည်းသူဒါနေမကောင်းဘူးလို့ကျွန်တော်တို့ကြားရတယ်ပေါ့နော်။တောဆိုင်ဒေါက်တာဦးမောင်မင်းဟာကိုလုံးကြီးမှာအသက်63နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ကိုလုံးသူမင်းသားပညာရေးဖခင်လည်းဖြစ်ပါတယ်။ဦးမောင်မင်းဒီမြန်မာရောက်ရှင်တော်ကတော့1956ခုနှစ်မှာစတင်ဝင်ရောက်လာခဲ့ပြီးတော့ကဗျာဆရာမောင်မောင်မင်းသူခုမအမိနဲ့ကဗျာများလည်းကြီးသားခဲ့ပါတယ်။ကဗျာကြီးလည်းကြီးသွားတယ်ပေါ့နော်။ဒါစင်ကောင်းတဲ့တဲ့ပြန်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာတိတိသာသာငလင်လောက်ကသွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ရန်ကုန်မြို့ကန်ဖြစ်သူတွေရဲ့လူမှုကွန်ဆာမဲ့တော်ပေါ်မှာတင်ထားတဲ့ record လေးတွေကိုလည်းအတူကြည့်လိုက်အောင်ခင်ဗျာဒါတော့ငလင်လောက်ခတ်ပြီးတဲ့နောက်တွေ့ရတဲ့အနေထားပေါ့ဗျာပြေရအကုန်ကွဲရဟာဒီကန်းတွေဟာဟာဖလက်စင်းရင်စီးတာလီးရွယ်ရှိမြဟာအကုန်ကိုကွဲရခန်းนี่လည်းသုတ်ပြတ်သွားကွဲပြတ်ထွက်ကုန်ပြီလို့ À, khăn đi chị lại xấu địa chui làm tiêu về sao chứ? Ha, xấu địa con chui này trai về. Tao tao xin. Tao nó đã thắt lộc lại trên Wow. အဲကျွန်တော်ရန်ကုန်မှာဒီနေ့ပေါ့နော်6ရက်နေ့ကညာ7နာရီဝင်ကျင်တော့ကျွန်တော်တို့ငလင်းနည်းနည်းပြင်းပြင်းလေးလှုပ်တယ်ဗျအဲတိတ်တရားပို့စုပတ်ဆက်ကြီးမဟုတ်ပေမဲ့တော့ညာလည်းနည်းနည်းတော့ပြင်းရနေဗျငရင်လှုပ်သွားတာအဲကျွန်တော်တို့ကဟိုမန္တလေးပဲရောင်းနေတော့မန္တလေးမှာငရင်ပြီးသွားပေါ့နော်ကျွန်တော်တက်ကုန်မန္တလေးစကိုင်းပေါ့နော်အင်းဝပလိတ်အဲအဲ့ဘက်ကိုရောင်းနေတော့အဲဒီကံငရင်လှုပ်သွားတယ် အဲဘာမှတော့မဖြစ်ကြပါသေးနဲ့ပဲဆူတောင်းပါပဲရန်ကုန်မှာဖြစ်ရင်မလွယ်ဘူးလေဟိုဒီမာရီလည်းမလွယ်ပါဘူးဒါပေမဲ့ရန်ကုန်မှာကြာတော့လူနေမို့ပို့ပြီးတော့ညားတဲ့အတွက်ကိုရန်ကုန်မှာကြာတော့ပို့ပြီးတော့အန်နေရဲ့အရန်ညားတယ်ပေါ့အဲ့တော့အဲဟိုမရင်လောက်တာအခုတိုင်းတာအထိတော့ဘာမှဖြစ်သေးပြီမဲ့ဟိုသတိဝီရနဲ့အိတ်ကြဖို့သတိဝီရနဲ့နေကြဖို့အဲအဲ့တော့သတိပေးခြင်းပါတယ်နောက်ပြီးဆက်ကြပါလား မန္တလေးမှာပြပင်းထန်တဲ့ဖြစ်တော့လူလဲကြောက်လန့်ကုန်ကြတာပေါ့ဗျာဒါအင်းရှိကားလမ်းပေါ်မှာထွက်ပြီးတော့နေထိုင်နေရတဲ့အနေအထားပေါ့ရန်ကုန်မှာပို့ဆိုးပါတယ်ရန်ကုန်မှာလူဝေးပို့ပြီးတော့တိတ်သက်ထူထပ်ပါတယ်မန္တလေးထက်စကိုင်းတို့ထက်ပေါ့နော် လူဝေးပုံများပါတယ် ီးတော့အစာအုပ်တွေလည်းပုံများတယ်ပေါ့ဗျာဟုတ်ရပါဘူးမအဆင်ပြေလားဘောလီပါလားလားမပေါ်ရဘူးအတင်းလေးငါဖုန်းပြောတော့မပေါ်ဘူးအဆင်ပြေလားမဘောလီရောပါလားအဲငါပြောမယ်အဲ့ဒါမမပါလို့ကြွကြွလေးထိုင်နေတာပေါ့ဗျာတင်နာကြီးနဲ့55မှာရန်ကုန်မှာငလင်းနှစ်ချက်မိုးညို့တော့လန့်ကုန်ပြီ အာတော်တော်များများလဲကြောက်ကျန်တဲ့လူမပြောနဲ့မိုးရွတော့လန့်သွားတာတော်တော်လေးလဲကျမ်းပါလဲနှစ်ချက်ဆောင်းလို့ွားတာဗောနော်အဲကြောင့်မလို့အားလုံးဘေးနဲ့ကင်းရှင်းကြပါစီလို့ဘညာလူတွေလဲကျွန်တော်အခန်းလူတွေလဲအကုန်လုံးအောက်တွေဆင်းသွားကြကျွန်တော်တော့စာလေးရေးမလို့စိတ်ကူးနေတဲ့အချိန်မှာအဲ့မှာစာလုံးမရေးရသေးဘူးအဲ့မှာငလင်းအောင်နဲ့နှစ်ချက်ဆောင်းလို့တကယ်ကြောက်ကိုကလန့်သွားမျိုးလုံးတွေမပြုတ်ပေါ့ငလင်းလောက်သွားတယ် နေလောက်ပါအဲကြောင့်အလုံးချမ်းချမ်းသာကြပါသည်ဘသူတို့ရောဘယ်အရက်ဒီသားဒီမှာငလင်းလောက်သွားသည်လေအလုံးချမ်းချမ်းသာကြပါသည်အားလုံးဘေးရန်ဒီကျွန်တော်လည်းမဖြစ်စေချင်ပါဘူးအားလုံးပဲဘေးကင်းကြပါသေးဗျာဘေးရန်ဒီအားလုံးလုကင်းကြပါပြင်းပြင်းထန်ထန်ကြီးထပ်မလုပ်တော့ဘူးတော့ညှိုးလင့်တာပဲနှစ်ချက်ပေါ့နော်အိမ်အောင်ဆုပ်ထိုးတယ်အိမ်အောင်ဆုပ်ထိုးရဆိုလက်ဝင်တော့မယ်လက်ဝင်တော့မယ်အားလုံးဘေးရန်နဲ့ကင်းရှင်းကြပါသည်အားလုံးကြမ်းမချမ်းသာကြပါသည် ကျွန်တော်ခန်းမှာဆိုအင်မျောတစ်စီစုပ်ထိုးနေတာငါလည်းလေးရောင်ဝိုင်းတက်လို့ပြူကြအောင်အဲ့ဒါကတော့မဟုတ်ဘူးဟာပါလေအေးအေးဟုတ်တယ်အေးအမှန်ပဲအဲ့ဒါကားလိုက်တော့ဖဲထဘေးမှာတိုက်မိနေများပါတယ်အနေတကယ်လော့ရင်တော့အနေမကင်းဘူးပေါ့ဗျာအလိုကြီးရမိပြတော့ငွေလှုပ်သွားပါတယ်ကျွန်တော်အပေါ်လည်းမတည့်ရေးပါဘူးရှင်အောက်မှာငုတ်တုတ်ကြီးဒီမှာထိုင်နေရပါတယ် မတို့ကဟိုဘောလုံးမနေငလေးကလူတွေကိုကြောက်တရားတွေဖျက်အောင်လုပ်နေတာရန်ကုန်ကလင်အထူးသတိထားပြီပါနော်ရန်ကုန်ကလင်ကရန်ကယူဆိုင်ပြီပါဟိုကအဓိကကရန်ကုန်မှာကလူနေမှုအရန်ထူတတ်တယ်နောက်တိုက်ခန်းနေနော်အထက်မြင့်တိုက်တွေများတဲ့အတွက်ကိုရန်ကုန်မှာဖြစ်လူအောင်ကြံမှာမဟုတ်နော်အဲ့တော့ရန်ကုန်မှာဟိုတိုက်နေနေတဲ့လူတွေအထက်မြင့်တိုက်နေနေတဲ့လူတွေဒါမှမဟုတ်ဘေးပတ်ဝန်းကျင်မှာ ကြီးမားတဲ့အဆောက်အဦရှိတဲ့လူတွေအကုန်လုံးသတိဝိရိယနဲ့ဖြစ်နိုင်လို့ရှိလို့ရှိရင်လမ်းပေါ်မှာပဲထွက်ပြီးနေစေခြင်းတယ်နော်ဒီကိုတိုက်ခန်းနေဆိုလို့ရှိရင်ဝင်ပြီးတော့မအိတ်တင်သေးဘူးလို့တော့ထင်တယ်ဗျအာညာဘက်ဆိုပို့ဆိုးမှာနော်ညာဘက်ကြီးကျတော့အေးတွေပြက်တာပေါ့ဗျာပြီးတော့ဖြစ်နိုင်ရင်တော့ဒီညမအိတ်ကြပါနဲ့อืมဒီညမအိတ်ကြနဲ့အဲအပြင်ထွက်ပြီးနေတာပို့ပြီးကောင်းလိမ့်မယ်လွတ်ရလွတ်ကြောင်းနေတာကောင်းလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအဆောက်အဦတွေနဲ့ဟို ဝေးတဲ့နေရာတွေမှာနေတာပုံပြီးအဆင်ပြေလိမ့်မယ်ဒါပေမဲ့ဟိုအစာဦးတွေနေရာဝေးတာထက်ဆိုင်အိတ်မပြော်သွားဖို့အရေးကြီးပါကြာလှုပ်တာနဲ့ချက်ချင်းသိနိုင်ဖို့ကအရေးကြီးပါတယ်เนาะအဓိကကတော့ဟိုအထက်မြင့်နေဖြစ်တဲ့အတွက်ကိုဟိုအရေးအကြောင်းဆိုထွက်ကပ်ပြီးရခတ်တဲ့အတွက်အပြင်မှာပဲနေသေးချင်ပါတယ်ဗျရန်ကုန်မှာအခုမရေလှုပ်သွားတာနည်းနည်းပြင်းထန်တဲ့အတွက်ပြောလို့မရဘူးဗျเนาะအဲရန်ကူဆိုင်ကြပါအပြင်မှာပဲနေဖို့အကြံပေးခြင်းနဲ့အားလုံးပဲကူဆိုင်ကြပါဗျာကျွန်တော်လည်းစိတ်ပူနေရဗျာ กระโดดไถลุกระโดดอ่ะล่ะปอรอมูลุขอเลยถ้าตองตายแล้วเทมัดท่าล่ะหมอกูดิดีพยาดีมาชี้บ่แม่ลุบอกแล้วไม่อยากหูตะเกยรออาจารย์เนี่ยอโจญีญุลุพยาอมผิดไถลุถ้าเยแท้แม่สมัยเยกันนี้ลุกไล่ตาโหดีพยาปอดาพูจะบาลุพูยะแกเนี่ยเนาะถ้าเปลี่ยนลุไถกอนกอนมูลุตองกระโดดเนี่ยจ้ะฮะจันลุ ကိုဗမာဒီယဖခင်ကိုဖခင်ကိုဗမာနေရတယ်ရှုပါလေလေမလားဒါကတော့ရည်ရင်းတွေးနဲ့ဖခင်ထပနာလိုက်တွေးတယ်လို့သိရပါတယ်ပတ်မနေတော့ဒီမှာပတ်ဖို့ပြရဘောမကောင်းတယ်မတန်းဘူးဟုတ်ပါရဲ့အောက်ပါတယ်ဟုတ်ပါရဲ့ဒီကရာလေးဒီကရာလေးဒါပြန်လို့ရတယ် ဖျားမြေပေါ်မှာအိမ်ဆောက်ထားမိတာပေါ့နော်တော်သေးတယ်ဗျာနောက်ဖေးတွေပါတယ်မဟုတ်လို့ဒါရေတွင်းဆိုရင်တော့အိမ်ရှိဖြစ်ပုံများတယ်ကျောင်းတက်ဟိုကဖူးပြီးပြီးဖရားတော့ခံဖူးပြီးကျောင်းတန်ကိုတော့ပေါ့နော်ဒါဖရားဖော်နဲ့တရားပေါ်တော့ဘာမှမပြောနေတာ

တော်တော်ညှောက်လိုက်မှာတော့ဘယ်လိုပုံရလဲဒီလိုရမလို့လည်းဒီလိုဖျားရုပ်ပွားတော်တွေကတော့တော်တော်များပါတယ်။ရွှေတွေပါလေတွေ့သေးတယ်လို့သိရပါတယ်။သူတို့ပြောတာတော့ဒါနှစ်900တန်းလောက်ရှိပြီလို့ပြောတယ်ဗောနော်။နှစ်900ဝန်းကျင်လောက်ရှိပြီလို့သိရပါတယ်။ ဂီတကန်လေးပြောပုံရတော်တော်ကြာပြီးတော့ပြောလို့ရတယ်ပြအင်းငါဆိုတော့အဲ့မှာဝါဝါလေးဝင်ဝင်လေးအိမ်တမ်းမှာဖရားရဲ့ဝါနာမှာအန်တီရဲ့ဝါဝါမြင်လိုက်ရွှေစေးလို့မထင်လိုက်ပါနဲ့ကြီးတွေပါရည်ဖြစ်နေနိုင်တယ်လို့ ရေးကန်းသာမဏေကလည်းရှိတယ်သူကကိုယ်ကောင်မတစ်ခါနဲ့သာမဏေကလည်းရှိတယ်ရေးကန်းတော့ဒီဘက်ဆက်ဒီဘက်ကသာမဏေကလည်းရှိတယ်ကိုရှေ့ရခိုင်တော့ဒါဇီရီပါတေခဲ့တာဖြစ်မယ်ဗျဒီမှာတော့အကြီးရဲ့ဇမတ်ဒါလေးကဘာဖရားလေးလဲတော့မလို့ဒီမှာဒါလေးကဝင်းဝင်းလေးရွှေမြင်လားအဲ့ဒါလေးရွှေလေးတော့အမှန်ပါတကယ် အင်းဒီလေးဖြစ်နေတယ်။ရှိရမီးပေါက်။ဒီမှာဒါလေးကရွှေလေးနဲ့တူတယ်တိလာဒီဟာလေး။ဟုတ်ပါအဲ့လည်းကြည့်သွားတာထဲကျရွှေလေးလောတော့ဝေါဝေါလေး။ဟင်းမှာရွှေကြည့်သွားတာ။ဒီမှာရွှေပဲရွှေရောင်လေးပေါက်လို့လား။ဒါရေမဆေးရတယ်ဟုတ်ကဲ့။ဒါတော့ဒါတော့ကျုံးရတယ်ကျုံးရတယ်။ဒါလည်းဒါကမဆိုင်ဘူး။ခွာတော့ခွဲကြလို့မရသေးဘူးဗျာ။ရေဆေးလေးမှတည်ရတာခင်ချတည်ရမှာ။ဖြည်းဖြည်းဆေးရမှာ။ ဟာလည်းနကယုံလေးနာပါနကယုံလူလူပါလူလူပါဟုတ်တယ်ဟုတ်တယ်ညာရေဟာလည်းဝုံဝင်းနေတယ်ညာဝုံမုတ်သားကြောက်အောက်ချီရဝုံဝင်းဝုံဝုံဝုံအစ်ဒီမာတော့ရွှေနိုင်တူတယ်ဟုတ်တယ်ရေလို့ရှင်ဝုံဝင်းလေးမြန်နေတယ်ဟဲ့နော်ကြည့်လိုက်အောက်ချီ မမမမမဆီရကြီးနော်မမဝင်းဝင်းလေးနေလားအာရေမဆီရသေးတော့တော်ဝဲနေပြီနော်ရေဆဲလေးလို့ရှိရင်တော့ဒါရွှေလာပါလုံးဝပြောင်းလက်သွားမှသေးကြတယ်ရွှေရွှေနဲ့အိုက်တူတယ်နော်ရွှေနဲ့လောက်ဒါအုံးဒါကတော့ဟိုအင်္ဂရေတွေဖြစ်နေတာမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါလိုမျိုးတရားရွှေနဲ့တူတယ်ကဲနောက်ကတော့ရန်အောင်ထူစမ်းလို့လာရောက်ပြီးတော့ကြီးရှိနေရတဲ့ဒေသခံတွေပေါ့နော်ဒီနေ့ ကျွန်တော်တို့ဆိုလည်းတော့ကြည့်မိပါပဲ။အဲကြောင့်ဆိုတော့ဟိုခုလို့တာဌာပနာရေးပါလေ2.4မီတာဆိုတော့ထူကြတယ်ပေါ့နော်။ရန်ထူကြပါလေမနကြိုက်သေးဘာပြောမလဲမသိဘူးဟိုကပါပြီးတော့ဖုံးကြောင်းတဲ့တွေပါတွေကမဟုတ်ပဲနဲ့အဲ့လိုမျိုးအင်ချန်မီတွေကနေပြီးတော့ပြန်ပြီးတော့2ဖို့တွေ့ကြတာဆိုတော့ပို့ထူကြတာပေါ့ဗျာ ဇီဒီဟာကြိုက်သီယိုဇီဒီလို့လို့ဓာတ်လုံးလို့ပြောရမှာလားဇီဒီလို့ပဲပြောမှာငါ့မှာကြိုက်သီယိုဇီဒီတော်လို့လို့ရွှေအောင်နေပေါက်နာတော့ဟုတ်ပါကဲတိတယ်မိတ်ဆွေရှင်လို့ရှင်လဲအဲ့လိုအဲ့လိုရွှေအောင်ကမမန့်ပေးတော့ပါဦးညာရွှေအောင်ပေါက်တယ်သူကအကြည့်လိုက်ငွေအောင်ဒါကြတော့ငွေအောင်လို့လို့ရွှေအောင်လို့ဖြစ်နေတာဖြစ်နေတာတိရတက်တက်ဆရာဆရာကြီးချိန်ပါပါကျွန်တော်တို့တော့ကလေးဆိုတော့ ်ဘာမှမသိဘူးပေါ့နော်ဒါလည်းတမျိုးပဲရက်တော်မူဘုရားရောအများကြီးပဲဘုရားရှင်စီဒီတွေရပေါ်တော်တွေကတော့အများကြီးပဲဗျာအကျွန်းဆက်နေစုလားဆက်နေစုတော့နဲ့နှစ်နေလည်းတော်တော်ကြာနေပြီကဆက်နေစုနဲ့တလုံးတလုံးတလုံး Sennessy. <coughs> <coughs>